န်းပြီးတော့အကူအညီတောင်းရတယ်။သူတို့တရုတ်ပြည်ပဲသွားပြီးတော့ကျွန်တော်၄កောင်လောက်တပ်ပုံရိုက်ပေးတယ်။ကျွန်တော်ကဒီအမျိုးစားအဖြူရောင်အထီးလေးဒါပဲပြောလိုက်တော့ကုလိုချင်တယ်။အဲ့တော့သူသွားပြီးရှာပြီး၄កောင်လောက်တပ်ပုံရိုက်ပေးလိုက်တယ်။အဲ့ဒီထဲမှာကျွန်တော်ရွေးလိုက်တာလေးရလက်ကီလေးဖြစ်လာပါတယ်။နော်စီရောက်တာ9နှစ်ပြည့်တော့မယ်။အဲသူကသူ9နှစ်သားပြည့်တော့မယ်ပေါ့နော်။သူ August မှာဆိုရင်9နှစ်သားပြည့် ျွန်တော်စီအောက်တိုဘာရောက်တာနှစ်လသားလေးပေါ့နှစ်လသားလေးမှာရောက်တာဟို ensure တိုက်ပြီးမွေးလာတာသူ့ဟိုကနေပြင်းလွင်ရနေပြီးတော့ express car နဲ့ပြန်ထွက်လိုက်တာပေါ့နော်တနာပါတယ်တကယ်တနာဖို့ကောင်းတယ်အဲ18နာရီလောက်ကြာတယ်သူကောက်ရောမှာသူကျွန်တော်နောက်ပိုင်းပြန်တွေ့ကြည့်တော့သူလာတဲ့ချိန်နဲ့သူ travel time ကိုတွေ့ကြည့်လိုက်တော့ကျွန်တော်တို့သားဖားနှစ်ယောက်အဲဒီဝေးပြေးကိတ်မှာသွားကြူတော့ ကိုကနောက်သူတို့ပြောတဲ့ခြုံနေဖြစ်တော့ကိုကလည်းနောက်ကျထပ်ပြီးနောက်ကျသွားနောက်ကျသွားတော့ပြောတော့ဦးလေးနဲ့ဘာဘာဘာပစ္စည်းလဲမဟုတ်ငါခွေးလေးဆိုအဲ့မှာတောင်းနေကျွန်တော်တို့ကိုတတိထဲတဲ့ချိန်လေးဟင်းသင်းရွက်တဲ့ချိန်လေးနဲ့အဲ့ထက်မှတနာပါတယ်ငုတ်တုတ်လေးဟိုကျွန်တော်ကဒီကနေ့တော့ရေသံမှုထည့်သွားတော့ပေါ့ရေလေးပါလေးနဲ့အညစ်ချေးလေးပါလေးဆေးပေးသူရေတိုက်မဲ့လူတောင်ရှိတာမဟုတ်ဘူးကားပိုက်အောက်ထဲမှာတလန်းလုံး ောင်းမင်္ဂလာဝေးပြန်နေအိမ်ရောက်တဲ့ချီကိုအဲကားဝမှာတူးဦးနဲ့အတန်ထွက်နေတူးဦးနဲ့ဟာအိမ်ကျရင်တော့ပြဿနာပဲကွာလို့ဒီကောင်လေးအဲ့လိုအော်နေတော့မဖြစ်သေးဘူးကွာလို့ဟင်ဘာဖြစ်လဲအဲ့ဒါနဲ့အိမ်ထဲရောက်တော့ဒီနားမှာချပြီးသူ့ကိုဖြီးပေးလိုက်တာနဲ့သူ့မှာလွတ်လပ်သွားပြီပေါ့နော်ခုံပေါက်ပြီးတော့တစ်ခါလဲပြေးလွှားအဲ့ဒီအတန်မထွက်တော့တာသွားသူပဲနေပါတယ် ါခင်ဗျာလက်ကီးလေးကိုအဲစပြီးတော့မွေးမယ်ဆိုစကူးလိုက်တဲ့ချိန်ကျွန်တော်လည်းသိမ့်မသိတော့ဘောနော်အဲတော့ကိုတိတဲ့နေရာကြီးကနေပြီးတော့မန္တလေးမိထီလာကြီးဖြစ်နေဆိုတော့ငမမာရှိတော့ရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်မသိတာပေါ့အဲ့ဒါတငယ်တူရဲ့တငယ်ချင်းကပြင်ဦးလွယ်မှာရှိတယ်သူကအဲ့ဒီ business လေးလုပ်တယ်ပေါ့အဲ့ဒါနဲ့တူတော်မောင်တဆင်အဲ့သူတငယ်ချင်းကိုလှမ်းပြီးတော့အကူအညီတောင်းရတာသူတို့တရုတ်ပြည်ပဲသွားပြီးတော့ကျွန်တော်၄កောင်လောက်တပ်ပုံရိုက်ပေးတယ်ကျွန်တော်က ဒီအမျိုးစားအဖြူရောင်အထီးလေးဒါပဲပြောလိုက်တော့ကိုလိုချင်တယ်အဲ့တော့သူသွားပြီးရှာပြီးလေးကောင်လောက်တက်ပွင့်ရိုက်ပေးလိုက်တယ်အဲ့ထက်မှကျွန်တော်ရွေးလိုက်တာလေးက lucky လေးဖြစ်လာပါတယ်သူတို့က pomeranian တွေပေါ့ pomeranian ကမဲ့တကယ် pomeranian acid တော့မဟုတ်ဘူးပေါ့တရုတ်ဘက်ကလာတဲ့ pomeranian တကယ် pomeranian acid ဆိုလို့ရှိရင်ခြေထောက်လေးတွေတုတ်တုတ်ကလေးတွေနည်းနည်းပူတယ်အကောင်တလောက်မကြီးဘူးပေါ့နောက်သူတို့ခုနောက်ပိုင်းဟို cup size တို့ပါလို့ဆိုတော့တက်တက်လေးတွေပေါ့နော်အခုသူကတော့ဘယ်လိုပြောရမလဲ China born pomeranian ပေါ့ဟုတ်လား ကျွန်တော်ဆီရောက်တာ9နှစ်ပြည့်တော့မယ်ကျွန်တော်သူ9နှစ်သားပြည့်တော့မယ်ပေါ့နော် तू ဩဂတ်မှာဆိုရင်9နှစ်သားပြည့်ပြီကျွန်တော်ဆီအောက်တိုဘာရောက်တာနှစ်လသားလေးပေါ့နှစ်လသားလေးမှရောက်တာဟို ensure တိုက်ပြီးမွေးလာတာသူ့ဟိုကနေပြင်းလွင်ရနေပြီးတော့ express car နဲ့တင်လှုပ်လိုက်တာပေါ့နော်တနာပါတယ်တကယ်တနာဖို့ကောင်းတယ်18နှစ်လောက်ကြာတယ်သူကားပေါ်မှာ ဟိုကျွန်တော် နောက်ပိုင်းပြန်တွေ့ကြည့်တော့သူလာတဲ့ချိန်နဲ့သူ travel time ကိုတွေ့ကြည့်လိုက်တော့ကျွန်တော်တို့တာဖတ်နှစ်ယောက်အဲအဝေးပြေးကိမ်းမှာသွားကြူတော့ကိုကနောက်သူတို့ပြောတဲ့ခြုံနေဖြစ်တော့ကိုကလည်းနောက်ကျထပ်ပြီးနောက်ကျသွားနောက်ကျသွားတော့ပြောတော့ဦးလေးနဲ့ဘာဘာဘာပစ္စည်းလေးမဟုတ်ငါခွေးလေးဆိုအဲ့မှာတောင်းနေကျွန်တော်တို့ဟိုတတိထဲတဲ့ချင်းလေးဟင်းသင်းရွက်တဲ့ချင်းလေးနဲ့အဲ့ထက်မှာတနာပါတယ်ငုတ်တုတ်လေးဟိုကျွန်တော်ကဒီကနေ့တော့ရေသံမှုထည့်သွားတာပေါ့ ရေလေးပါလေးနဲ့အညစ်ကြေးလေးပါလေးဆေးပေးသူရေတိုက်မဲ့လူတောင်ရှိတာမဟုတ်ဘူးကားပိုက်အောက်ထဲမှာတလန်းလုံးအောင်မင်္ဂလာဝေးပြန်နေအိမ်ရောက်တဲ့ ठी ကိုအဲကားပေါ်မှာတူဦးနဲ့အတန်ထွက်နေတူဦးနဲ့ဟာအိမ်ကျရင်တော့ပြဿနာပဲကွာလို့ဒီကောင်လေးအဲ့လိုအော်နေတော့မဖြစ်သေးဘူးကွာလို့ဟင်ဘာဖြစ်လဲအဲ့ဒါနဲ့အိမ်လေးရောက်တော့ဒီနားမှာချပြီးသူ့ကိုဖြီးပစ်လိုက်တာနဲ့သူ့မှာလွတ်လပ်သွားပြီပေါ့နော်ခုံပေါက်ပြီးတော့တခါလဲပြေးလွှမ်းအဲ့ဒီအတန်မထွက်တော့တာသူ့သူပဲနေတော့တာ လမ်းကြီးနေနော်အဲအခုဘာဖြစ်လဲခုဘာဖြစ်လဲသားဘာဖြစ်လို့လဲဘာလို့ရှင်လို့လဲအပြင်မသွားဘူးအပြင်မသွားဟိုမှာတက်ပုံရိုက်နေတာနော်အင်တာဗျူးဖြေးနေတာလေအပြင်မသွားဆိုညနေမှာနိုင်ယူကြည့်တတိရှင်းလိုက်အပြင်သွားလိုက်ချိန်လားပြန်နိုင်ယူကြည့်နိုင်သိတယ်မလားတကုပ်ပြန်နိုင်လေစောကြီးရှိသေးတယ်တသား9နိုင်မှသွားတာလေဟုတ်တယ်မလားอืมသူစားတော့ကသူကကြီးများတယ်ကြီးများတော့ ကျွန်တော်တို့ဒီဟိုသူတို့ဟိုစီတပ်ပူးလေးတွေပေါ့အစာစိုးအဲ့ဒါလေးကိုလည်း brand တစ်မျိုးပဲသူကစားတယ်အဲ့ဒါလေးကိုကျွန်တော်ကထမင်းနဲ့ထမင်းကိုဟိုခလေးများလို့ပဲကြိတ်ပြီးတော့အစီပြောက်အောင်ကြိတ်ပြီးတော့အဲ့ဒါလေးနဲ့ဦးနာအစာစိုးဒီကိုသူတို့အစာစိုးလေးနဲ့နေပြီးကျွေးတာပေါ့အဲ့ဒါဟိုတလောတော့ overweight ဖြစ်မှာဆိုလို့ဆိုပြီးထမင်းဖြတ်လိုက်တယ်ဖြတ်လိုက်တော့လေသူမတင်းနေဘူးမတင်းနေတော့တစ်ချိန်လုံးတောင်းရကဲမထူးအောင်ဆိုအခုတော့ထမင်းပြန်ထည့်ကျွေးရနော်အလကား And to era le to blo biom na to yin la yin ne bo. Da keep quiet. Hey. Keep quiet. No. To to sa bu we yin ne bo. Di ဘဟုလမ်းမှာရှိတဲ့ pets gallery မှာဒီအုတ်ထုတ်လေးသွားတွေ့တော့နှစ်ယောက်တစ်ခုကခက်ခီအောင်မတော့ဟိုကတော့ခေါပိုက်ပို့ပြီးတတော့ဘာခက်ခီအောင်ဒါပေမဲ့သူကအဖြူလေးဆိုတော့အနီလေးနဲ့လိုက်မယ်ဆိုပြီးအဲ့ဒီအနီလေးဝယ်လာလိုက်တယ်အဲ့တော့အနိုင်ပြဆာပြီးလမ်းထွက်လို့ရှိရင်အနီလေးနဲ့ဆိုတော့ အားလုံးကသူ့အုတ်ထုတ်နေတဲ့ကောင်လေးဆိုပြီးတီးကြတယ်ပေါ့နော်ဟို lucky ဆိုတာကိုတီးတဲ့လူလည်းရှိတယ် lucky မလို့မတီးတဲ့လူကအဲအုတ်ထုတ်နေတဲ့ကောင်လေးဆိုပြီးတီးကြတာအများကြီးပဲသူ့မှာအင်ဂျီတွေအုတ်ထုတ်ကလည်းဒီလိုနှုတ်နှလုံးရှိတယ်အုတ်ထုတ်နှုတ်ရှိဒါပေမဲ့ဒါကသူ့ signature ဖြစ်နေတော့ဒါလေးကိုပဲအမြဲဆောင်ပြည့်တယ်ပေါ့နော်သူ့ signature ဖြစ်သွားပြီဆိုတော့ဒီဟို scarf လေးတွေကအဲဆိုင်ကပဲဝယ်တာဆိုင်ကသူ့ကအမဲလေးနောက်ပိုင်းကျတော့ကျွန်တော်ကဘာလုပ်လဲဆို ဒီ sprints ကနေပြီးတော့ scarf တွေဝယ်လိုက်တယ် scarf ဝယ်လို့ရှိရင်တစ်ထဲကို down ၄တောင်းက၄ခုရတယ်နောက်ကိုကိုပြန်ချုပ်ပြီးတော့အဲ့ဒါလေးတွေစင်ပေးတယ်နော်ဒီအင်ဂျီလေးကဒီအင်ဂျီလေးအင်ဂျီကဝယ်ရမှာဟုတ်ဘူး city mat ကအဲ SMA ရှာကပေါ့သူ့ကိုချစ်တဲ့သူ့အမတယောက်ကသူ့ကို လက်ဆောင်ဝယ်ပေးတာလက်ဆောင်ပေးကြလားသူ့ကိုအဲ့အင်ဂျီလက်ဆောင်ပေးတယ်သူစားဖို့ snacks လေးတွေလက်ဆောင်ပေးတယ်သူတို့တွေကအကုန်လုံးကသူ့ချစ်နေကြတော့တစ်မျိုးပြီးတစ်မျိုး နော်တတကိုပြီးတယ်နော်ဟဲ့လားစိတ်ပါရင်လုပ်တယ်စိတ်မပါရင်မလုပ်ဘူးစိတ်မပါရင်တောင်းကျွန်တော်ပြောတယ် तू က talent ဘိုင်းမှာကျွန်တော် तू မှာတတ်တာဘာမှတိတ်မရှိဘူးကျွန်တော်တို့ကလည်းတိတ်ငယ်ငယ်တော့မတင်ခဲ့ဘူးပေါ့နော်မတင်ခဲ့ဘူးဟိုဟိုဒီတိုင်းပဲဟိုအလှလေးပဲသူသူ့ချစ်နေတာနဲ့ပဲပြီးသွားတာဟိုဘာမှတိတ်မတင်လိုက်ဘူးအဲ तू အဲ့သူကအဲ့ဒါလေးပဲသူကအဲ့ဒါလေးနဲ့အဲ့ဒါလေးနဲ့စားနေတာသူကအဲ့ဒါလေးနဲ့စားနေတာ ကိုနေ့ကထူးထူးဆန်းဆန်းအဲ့ဒီဒီဦးကျော်ထမင်းပေါင်းဆိုင်ပန်းညံဒီဘရိုမာပန်းညံတောင်းတန်းမှာပေါ့အမျိုးသမီးမင်းကလေးနှစ်ယောက်ပေါ့မင်းကလေးနှစ်ယောက်တယောက်ကဟိုဘုမယုတ်ကလေးနဲ့သူ့လည်းတွေ့ရောချက်ချင်းတခါလဲဝန်းသာအားရသူ లై မှာ online မှာတွေ့ထားဘူးတယ်ပေါ့နော်ဆိုတခါလဲသူချီလို့ရလားကျွန်တော်သူ့ကြည့်ကြတယ်သိတယ်သူသူဗမာရောမဟုတ်ဘူးနိုင်ငံညာသူပဲဖြစ်မှာလို့သူ့ပုံလေးရဆိုတော့ okay you can hold it ဆိုပြီးတော့သူ့ပေးချီတာပေါ့နော်သူအရန်ဝန်းသာသွားတယ် ရန်ဝင်သွားပြီးသူနဲ့ချီပြီးတပ်ပုံတွေရိုက်တပ်ပုံတွေရိုက်ပြီးတော့မှကျွန်တော်ကိုဗာပြောလဲဆိုပမာလို့သူကောင်းကောင်းပြောတတ်တယ်ဒီမှာကြောင်းတက်တာနဲ့တူတယ်ကျမကအီတလီယားပါတဲ့သူ့ကိုလိုင်းပေါ်မှာတွေ့လို့ချစ်နေတာတဲ့ဆိုပြီးအဲ့မှာတပ်ပုံတွေရိုက်ပြီးယူသွားတယ်ဟဲ့လားဦးမြတ်မမဘယ်ရလာအီတလီယားလာတယ်အီတလီယားနေပြီးတော့ကျိုးမလို့ spirit shit မှာကျိုးမပါဘူးဒီတိုင်းရှောက် spirit shit မှာတော့သူက လူတွေသူ့ဖိုလ်လူကလမ်းကင်ဒီလူကလမ်းကင်လဲကွာသူပဲလှဲ့တော့မကြည့်နော်တတ AC ပဲနော်ညအုတ်ထုတ်လေးသားလိုကနေ signature လေးလုပ်ပါအောင်အုတ်ထုတ်လေးပြန်ဆောင်းပါအောင်အုတ်ထုတ်လေးပြန်ဆောင်းဟင်းလိမ်မိုက်တာအုတ်ထုတ်ဆောင်းမယ်အုတ်ထုတ်ဆောင်းမယ်ဒါသူ trademark ဖြစ်သွားသူ trademark အဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့အုတ်ထုတ်တခြားအရာဝင်လဲဝင်လို့မရတော့ဘူးနောက်ထပ်ထပ်ဝင်တော့အုတ်ထုတ်ကအနီရောင်ပဲဝင်မှရတော့ သူ့ကိုတိကြတာအုတ်ထုံနေတဲ့ကောင်လေးလို့တိတာနော်သူ့အုတ်ထုံနေတဲ့ကောင်လေးလို့တိဘာလို့ ਆ လဲညနေဆိုဘိုင်ဘိုင်ကိုကိုမမတွေတော်တော်နှုတ်ဆက်နောက်ရရတယ်ဟိုသူကျွန်တော်မနေ့လမ်းလျှောက်လို့ရှိရင်ကျွန်တော်တို့ဒီဟို hotel vista ရှိတဲ့လမ်းထိပ်မှာအဲ့ဒီမှာသူ transportation တာဝန်ယူပြီးတဲ့ကိုနေလင်းဆိုတာကိုနေလင်းကကျွန်တော် drive ကြောင်မှာကျွန်တော်နဲ့အရင်ရင်းနှီးတာပေါ့နော်သူ့အဲ့ဒီသူကဆက်ထားတယ်ခွေးတွေတင်ထားသူနာဘယ်ခွေးမှမလာနဲ့ ဒီတခေါင်းကိုပဲသူချစ်တယ်ချီတယ်အဲ့ဒါသူဆီကမနေ့တိုင်းထညက်တခဲကျွေးတယ်အဲ့ဒီထညက်ကိုလည်းသူကမင်ရရှက်ရစားတယ်ကျွန်တော်မိုးရွာလို့မသွားပြင်ကျွန်တော်အိမ်မှာသူ့ကိုထညက်ကျွေးလို့ရှိရင်စားကျင်သလိုမစားကျင်သလို ਨੇ ဟဲ့နင်းဦးလေးထညက်ကပိုကောင်းလို့လားလို့ငါကျွေးတဲ့ထညက်ကမကောင်းလို့လားဟိုအဲ့ကိုနေလင်းကျွန်တော်ကိုနေလို့ခေါ်တယ်ကိုနေလင်းကျွေးလို့ရှိရင်မင်ရရှက်ရစားတယ်ထညက်ကို ဒီနေ့မနေ့ကောဟာအေးငါတို့အဲ့ဒါကိုဓာတ်ပုံရိုက်ထားအောင်ဗီဒီယိုရိုက်ထားအောင်မယ်လို့အဲ့ဒါကိုတစ်ခါတင်အောင်မယ်လို့သူထင်းချက်ဘယ်လိုစားလဲဆိုတာဒီကျွန်တော်တို့ကျွန်တော်ကြောင်းထဲမှာဟိုဗမာခွေးတွေအများကြီးရှိတယ်ပေါ့နော်သူအဲ့ဘက်သွားလို့ရှိချွေအကိုတဲ့အဲ့ဒီကောင်တွေတကောင်းမှမစားဘူးလက်ကီးတစ်ချက်ကိုအဲ့လိုစားတာလေဟဲ့လားသာဦးနေပါကြွေတောက်ဦးနေပါကြွေထင်းချက်ကြွေလာစက်ကောင်းလာဟမ်အာဖေညာအဖေညာအဲ့ဖေညာတာပါညာတာပါအညာသားလေးဟဲ့လားအညာသားလေးလားကွအညာသား အညာသားကြီးကအခုတခါအာဝုမဟုတ်ဘူးအဝဲဖြစ်နေပြီ